င်္ဂလာပါခင်ဗျာ2023ခုနှစ်ဇူလိုင်လ10ရက်တနင်္လာနေ့ညပိုင်းအားရပြေမြန်စာကြားစီစဉ်တွေကိုအမေရိကန်ပြောင်စု Washington DC မြို့တော်ကနေစပြီးထုတ်လွှင့်နေပါပြီကျွန်တော်ကကြုံမဲ့ထုတ်ပါခင်ဗျာအားရပြေစီစဉ်တွေကိုမြန်မာစံတော်ချိန်ည10နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာဖြစ်ပါတယ်ဒီကနေ့တွေနောက်ဆုံးရတဲ့သတင်းတွေကိုစပြီးထုတ်လွှင့်ပေးပါမယ်ခင်ဗျာရခိုင်ပြည်နယ်ကဒုက္ခသည်စခန်းတွေရဲ့အခြေအနေတွေကိုလေ့လာဖို့အတွက်အင်ဒိုနီးရှား၊အစ္စရေး၊ဆော်ဒီအာရေဗျား ဂျာမနီနဲ့ပါကစ္စတန်အပါအဝင်နိုင်ငံပေါင်း18နိုင်ငံကအသံမတ်ကြီးတွေတန်အရာရှိတွေဟာမနေ့ကစစ်တွေမြို့ကိုတွားရောက်ခဲ့ကြပါတယ်။နိုင်ငံပေါင်းစုံကတန်တပန်နေတဲ့ဒုတိယသမ္မတဒေါက်တာဆိုင်းမောက်ခန်းနဲ့အစိုးရအဖွဲ့ဝင်ဝင်ကြီးတွေဒုတိယဝင်ကြီးတွေလည်းလိုက်ပါခဲ့ကြပါတယ်။ရခိုင်ပြည်နယ်ရဲ့တုံးကဒုက္ခသည်တွေအတွက်ရေရှည်ဆောင်ရွက်မယ့်ကိစ္စတွေနဲ့ပတ်သက်ပြီးအဓိကထားလာရောက်လေ့လာတာဖြစ်တယ်လို့ရခိုင်ပြည်နယ်အစိုးရပြောခွင့်ရသူဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။ဒီတန်အဖွဲ့ဟာမနေ့ကမနေ့ပိုင်းကရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး နေ့လယ်ပိုင်းမှာတော့မောင်တော်မြို့နယ်နဲ့စစ်တွေမြို့နယ်ကဒုက္ခသည်စခန်းတွေကိုသွားရောက်လေ့လာခဲ့ပါတယ်ဒီကနေ့မှာတော့ပေါက်တော်မြေပုံမင်းပြားမြို့နယ်တွေကဒုက္ခသည်စခန်းတွေကိုသွားရောက်ပြီးဒုက္ခသည်တွေရဲ့ပညာရေးကျန်းမာရေးစာဝတ်နေရေးကိစ္စရပ်တွေကိုမေးမြန်းလေ့လာပြီးတဲ့နောက်စံအိတ်တွေနဲ့အစားအသောက်တွေလှူဒန်းခဲ့တယ်လို့သိရပါတယ်ခင်ဗျာပြည်ပမှာထွက်ပြေးတိမ်းရှောင်နေရတဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝတ်နဲ့ထိုင်းဒုတိယကဝယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးယူတာဆက်တို့လျှို့ဝှက်တွေ့ဆုံခဲ့ရမှာမြန်မာနိုင်ငံမှာရှိတဲ့ထိုင်းစီမံကိန်းတွေအောင်မြင်အောင် မြန်မာစစ်တပ်အကြီးအကဲဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုစီယုံသိမ်းသွင်းဖို့လိုကြောင်းမစ္စတာတက်ဆင်ကအကြံပေးပြောကြားခဲ့တယ်လို့သိရပါတယ်။ဇွန်လကုန်ပိုင်းကဟောင်ကောင်ကျွန်းတနေရာမှာပြုလုပ်တဲ့အဲ့ဒီတွေ့ဆုံပွဲကိုလျှို့ဝှက်ဖဲယူထားတဲ့အတန်ဖိုင်ကိုဘန်ကောက်ခြေဆိုင်မန်နေဂျာဒေးလီသတင်းစာမှာဖော်ပြထားရမှာထိုင်းနဲ့မြန်မာကာကွယ်ရေးဦးစီးချုပ်တွေလာဆင်တွေ့ဆုံပြီးအတူတကွစားသောက်လေးရှိကြောင်းဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာသမရဦးသိန်းဆိုင်ရဲ့လူယုံတူဦးဖြစ်ပြီးတော့တကူဩဇာကြီးမားသူ ကျွဲဝါချမ်းသာသူဖြစ်ကြောင်းတဝယ်ရင်နဲ့စိတ်မှတဝယ်ရင်နဲ့စိတ်ကံစီမံကိန်းအတွက်သူ့ကိုအသုံးချနိုင်ကြောင်းပါတယ်လို့သိရပါတယ်ဒီတန်ဖိုင်နဲ့ပတ်သက်ပြီးတော့ထိုင်းဘိုဂျိုကြီးယူတာဆက်ဟာဒါဟာသူ့တန်မဟုတ်တဲ့အကြောင်းညှင်းဆိုထားပါတယ်2011ခုနှစ်ကစပြီးတော့မြန်မာနိုင်ငံကိုအကြိမ်တော်များများလာရောက်ခဲ့တဲ့ထိုင်းဝင်းကျောင်းဟောင်းတက်ဆင်ဟာပြီးခဲ့တဲ့ AV လတကြံရက်တွေအတွင်းကဘိုဂျိုမူကြီးမင်းအွန်လိုင်းနဲ့မြင်းဦးလွန်မျိုးမှာတွေ့ဆုံပြီးအတူတကွရေကစားခဲ့ကြပါတယ်ဒီခီးစင်မှာပဲမက်ဆာတက်ဆင်ဟာဘိုဂျို မူကြီးဟောင်းဦးတန်းရွှေနဲ့လည်းတွေ့ဆုံခဲ့လို့သိရပါတယ်ခင်ဗျာဒီမိုကရေစီယဉ်ကျေးမှုဆိုတာဟာအဘေးယူအ short တင်းနဲ့ပြောဆိုညှိနှိုင်းဆွေးနွေးတိုင်ပင်ပြည်ပြဿနာတွေကိုဖြေရှင်းဖို့ဖြစ်တယ်လို့ NLD မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်ဒီကနေ့ပြည်တော်စုလွှတ်တော်ကိုသွားရောက်လေ့လာကြတဲ့တောင်တွင်းကြီးမျိုးနယ်က NLD ပါတီဝင်60ကျော်ကိုဒေါအောင်ဆန်းစုကြည်ကပြောတာဖြစ်ပါတယ်ဒါအပြင်ဖွဲ့ချုပ်ရဲ့လုပ်ငန်းစဉ်တွေဟာယုံကြည်ချက်ကိုအခြေခံပြီးတိုင်းပြည်ရဲ့အနာဂတ်ကိုဥတည်တဲ့အလုပ်ဖြစ်တဲ့အတွက်မိမိတို့ထက် မိမိတို့အလုပ်ထက်ပါတီအလုပ်ကိုလေးလေးနက်နက်ပိုလုပ်ဖို့လိုအပ်တယ်လို့လည်းတိုက်တွန်းပြောကြားခဲ့ပါတယ်ခင်ဗျာ1962ခုနှစ်ကရန်ကုန်တက္ကသိုလ်ကျောင်းသားတမကအဆောက်အဦဖြုတ်ခွဲခံခဲ့ရတဲ့7 July ရေခင်52နှစ်ပြောက်အခမ်းအနားတွေကိုရန်ကုန်တိုင်းအတွင်းမှာရှိတဲ့နေရာအနှံ့ပြားမှာကျင်းပခဲ့ပါတယ်ဒီအကြောင်းကိုတော့ကျွန်တော်တို့ RFA သတင်းတော်ကိုမျိုးစော်ကိုသတင်းပေးပို့ထားပါတယ်ခင်ဗျာဘုရားအစမ်းနေတကွာကြာဆုံးနေပြီးတော့အာသာနီခေါင်းဆောင်ကြီးများ 7 July ရေခင်52နှစ်မြောက်အခမ်းအနားကိုတက်တူចောင်းသားတမက၄ခုကစုပေါင်းပြီးရန်ကုန်မြို့တင်ငန်းညို့မြို့နယ်မှာရှိတဲ့88မျိုးဆက်ចောင်းသားများရုံးကမ်းမှာကျင်းပခဲ့ပါတယ်။အဲ့ဒီအခမ်းအနားမှာ7 July ရေခင်မှာပါဝင်ခဲ့ကြတဲ့တက်တူចောင်းသားဟောင်းတွေကအမှတ်တရစကားပြောကြားခဲ့ပါတယ်။ဦးနေဝင်းညတ်တဲ့7နိုင်ကြတော့မြမအာဏာနေပြီးတော့လက်နဲ့လို့အတူတူချောင်းဝမ်းရှိတဲ့ចောင်းသားတွေ ကောင်းစာဘူးစင်းပေါ်ပြီးတော့နားကိုကြရင်နှမ်းကိုလမ်းချင်းနှိမ်နေမယ်သူလည်းကင်ညာကပ်ကိုကင်ညာကပ်ဥဒေဝသမကကွန်ရက်တွေရဲ့ကိုအောင်အနေအားဖြစ်တယ်ဆိုပြီးတော့မတရားပြုတ်နေပါဘူးအဲ့ဒါကဖြစ်လို့လည်းသမဂ္ဂကိုချုပ်ပြလို့ပဲရန်ကုန်တက္ကသိုလ်နယ်မြေမှာရှိတဲ့ကျောင်းသားသမဂ္ဂအဆောက်အအုံပြန်လည်တည်ဆောက်နိုင်ဖို့အရေးတကြီးလိုအပ်နေတယ်လို့တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကိုစီတူမောင်ကလည်းအဲ့ဒီခန်းနာမှာပြောခဲ့ပါဗျာ ကျောင်းသားသမဂ္ဂရဲ့စိတ်သက်ဆိုတာဖြစ်သက်သက်မှာဒီလိုပဲကျွန်တော်တို့မျိုးသက်ဆက်ဆက်ကနေပြီးတော့လက်ဆင့်ကမ်းခဲ့တဲ့တောင်းလံတွေဒီဘက်မျိုးသက်အဖြစ်ကိုလက်ဆင့်ကမ်းပြီးတော့ထောင်ခဲ့ကြတာပါပဲအဲ့တော့အခုဖွဲ့ပြီးရတဲ့ကျောင်းသားသမဂ္ဂရဲ့အားလုံးကိုတရားဝင်ရည်တည်နိုင်မှုကိစ္စကိုလည်းကျွန်တော်တို့ကြိုးစားနေပါတယ်တက္ကသိုလ်မြေပေါ်မှာလည်းသမဂ္ဂရုံးနိုင်တဲ့ပြန်ဖွဲ့နိုင်တဲ့အဖြစ်ကိုလည်းကျွန်တော်တို့ကြိုးစားနေကြပါတယ်ရန်ကုန်တိုင်းတန်လှင်မြို့မှာလည်း7 July အရေးခင်52နှစ်မြောက်အခမ်းအနားတွေကိုကျင်းပခဲ့ပါဗျာ အဲ့ဒီအခမ်းအနားကို88မျိုးဆက်ចောင်းသားကောင်းဆောင်ကိုချင်းမီတက်ရောက်စကားပြောခဲ့ပါတယ်။ဒီမိုကရေစီဆိုတာဟာပြိုင်ဘက်ကိုရှင်းတန်ွက်ပေးရတာပါ။နိုင်ငံရေးမှာပြိုင်ဘက်ကိုတက်ရှင်းမှုစ조사လာပြီဆိုရင်အဲ့ဒါအာဏာရှင်လုံးမှာပါအဲ့တော့ကျောင်းသားတမက်ကကိုရှင်းတယ်ဆိုတာဟာလည်းပြည့်ပြိုင်ဘက်ကိုအပြရှင်းလာဖြစ်ဆက်ဆက်မှာကျွန်တော်တို့ဟာပြိုင်ဘက်တွေသဘောထားခံပြီးအပြရှင်းခံလာရပါပဲအဲ့တော့ကျွန်တော်တို့ရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကျွန်တော်တို့ရဲ့လွတ်လပ်တဲ့အတွေးခေါ်တွေဟာစိတ်သွင်းပါတယ်။တန်ရင်တိုးတိတ်သွားနောက်ဆုံးညီကုန်းချုပ်သွားအဲ့ဒါကအာနာရှင်ရဲ့လုပ်ရှင်ရှိတယ်။အဲ့ဒီခန္ဓာမှာတက်တူចောင်းသားတမကဝင်တွေကចောင်းသားတမကအဆောင်အုံပြန်လည်တိဆောက်ဖို့လိုမလိုနဲ့ပတ်သက်ပြီးစကားစစ်ထိုးတဲ့အစီအစဉ်ကို7 July အမှတ်တရအနေနဲ့ပြုလုပ်ခဲ့ပါတယ်။ကျွန်တော်ရဲ့ရေဆောင်လုပ်ပေးတာ။ဟုတ်ရှင်းရှင်းလေးကိုခင်ဗျာရှုပ်နေတယ်လို့ တော့တစ်ခုတော့တစ်ခုရေးခိုင်းတာပါခင်ဗျာလက်ရှိဖြစ်နေတဲ့အခုလက်ရှိအခြေအနေကစစ်တပ်လက်အောက်မှာပဲရှိနေသေးတယ်ဆိုတော့ဒါဆိုအခုလက်ရှိလူမျိုးပြောနေတဲ့ဒီမိုကရေစီပေးရဆိုပြီးအုပ်ချုပ်ထားတဲ့သမရမှာဘုံတိုင်းကပြေဝါရှိလားမရှိဘူးဒါအပြင်မရန်ကုန်မြို့နယ်မှာရှိတဲ့တမိုင်းမြို့မှာကျောင်းမှာလဲကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကဦးဆောင်ပြီး7 July နေ့အခမ်းအနားပြုလုပ်ခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာ။ အလားတူပဲ52နှစ်မြောက်7 July ရေးတော်ပုံအောက်မွေဝဲခန်းသားတွေကိုမန္တလေးမြို့ကန်တကုန်းမစိုးရင်ကြောင်းတိုင်းနဲ့ကရပြည်နယ်လွိုက်ကော်မြို့တွေမှာလည်းကျင်းပခဲ့ပါတယ်။ RFA သတင်းတော်မတ်စင်မာဝန်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။မန္တလေးမြို့ကန်တကုန်းမစိုးရင်ကြောင်းတိုင်းမှာကျင်းပတဲ့52နှစ်မြောက် July 9ရက်အခမ်းအနားကိုအထက်မြန်မာပြည်ဘာကတကျောင်းသားများအဖွဲ့ကဦးစီးကျင်းပတာဖြစ်ပြီးနိုင်ငံရေးပါတီတွေနိုင်ငံရေးအင်အားစုတွေတိုင်းရင်းသားအဖွဲ့အစည်းတွေရဟန်းတန်ဃာတွေ ကျောင်းသားကျောင်းသူဆရာဆရာမတွေနဲ့ကျောင်းသားဟောင်းတွေတက်ရောက်ခဲ့ကြပါတယ်7 July ကိုအစဉ်ဆက်ပြုလုပ်လာပုံကိုတော့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတမကဘာကတများအဖွဲ့ချုပ်မှအမှတ်တမ်းနဲ့သုတေသနတာဝန်ခံဦးအောင်မိုင်းဆိုင်ကအခုလိုပြောပါတယ်မြစ်ပလဲခန္ဓာကတကယ်တမ်း1962ခုနှစ်7 July ရေခင်းပြီးပြီးပြီးချင်းနောက်တစ်နှစ်အဲ့တနေ့ကစပြီးနှစ်ပတ်လည်ခန္ဓာတွေကို အမြဲတမ်းကျင့်ပလာခဲ့တာပါတကယ်တမ်းကတော့ဒါပေမဲ့ဒီကနေ့အခုခေတ်နဲ့နည်းနည်းကွဲပြားတာဟိုးအရင်တုန်းကတိတ်တိတ်ပုံကျင့်ပခဲ့ရတဲ့ပွဲလေးတွေပဲရှိခဲ့တယ်အော်အခုအနေထားကြောက်လဲတကယ်ပြောင်ပြောင်တင်းတင်းကျင့်ပရသလားဆိုတော့အဲ့အစင်ထီတော့မရောက်သေးဘူးပေါ့ဒါပေမဲ့ဟိုးအရင်တုန်းကတည်းကစာရင်တော့ပြီးခဲ့တဲ့နှစ်ကတည်းကစာရင်တောင်မှဒီကနေ့ဒီနှစ်ကဘာပဲပြောပြောနည်းနည်းလေးကျွန်တော်တို့ပေါ်ပေါ်ထင်ထင်လေးကျင့်ပခွင့် ရလာတဲ့အနေအထားပဲရှိရဲအခုလိုအခမ်းအနားဟာမျိုးဆက်သစ်ចောင်းသားတွေအတွက်အရေးကြီးတဲ့အခမ်းအနားဖြစ်တယ်လို့အခမ်းအနားတယောက်သူចောင်းသူတို့ဖြစ်တဲ့မက်အီတင်စာမွန်ကအခုလိုပြောပါတယ်ရှင်7 July ပွဲဆိုတာကလှုပ်တင်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒီចောင်းသားကြီးတော်များများကဒီ7 July ကိုတိတ်မသိကြအောင်များတယ်လေဒီသူတို့မိရတော့88အဲ့ပိုင်းလောက်ကိုပဲသူတို့မိတဲ့ခါကျတော့ဒီအဲ့ပိုင်းလောက်ကိုចောင်းသားလှုပ်ရှားမှုအဲ့လောက်ပဲတည်ထားတယ် ကရားပြည်နယ်လွိုင်းကော်မြို့မိုးလုံးရက်ကွက်ကဖုန်ကြီးကျောင်းမှာလဲ7ဇူလိုင်အခမ်းအနားကိုလွိုင်းကော် KI ကျောင်းသားတမကကဥဆောင်ပြီးပထမဆုံးကျင်းပပါတာပါအခုလိုကရားပြည်နယ်မှာ7ဇူလိုင်အခမ်းအနားကိုကျင်းပဖြစ်တဲ့အကြောင်းကိုတော့လွိုင်းကော်ဤပညာတက္ကသိုလ်ပြန်ကြားရေးမှူးကိုသူရိမင်းဦးကအခုလိုပြောပါတယ်ကျောင်းသားရဲ့တမန်ကိုကျောင်းသားကြီးကတည်ထားမှကျောင်းသားကြီးမှတာဝန်ရှိနေတယ်ဆိုတော့တည်လာကြမှာလေအဲဒီအတွက်ကျွန်တော်တို့ကဒီတမန်ကျောင်းကိုပြန်ပြီးတော့ပြန်ပေါ်တဲ့အနေရဲ့ပြီးတော့ဒီက ဇူလိုင်7မှာကြောက်ဆုံးခဲ့ကြတဲ့အာဇာနည်ကျောင်းသားပြည်ကိုဝန်အာဇာနည်ကျောင်းသားတွေတော့ဝန်နေချင်းအထိတ်မဲ့ပေါ့ဒီကနေ့ကျင်းပတဲ့ပွဲကို KIA ပြည်နယ်လုံးဆိုင်ရာဝိဇာသိပ်ပံတက္ကသိုလ်ကျောင်းသားများတမကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် KYP သစ်ပါတီကရနီပြည်လူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးတပ်ဦးစတဲ့အဖွဲ့တွေနဲ့အတူတက္ကသိုလ်ကျောင်းဆရာဆရာမတွေလည်းတက်ရောက်ခဲ့ကြပါရဲ့ရှင်။ RF သတင်းတော့မဆင်မာဝန်သတင်းပို့သွားတော့ပါခင်ဗျာ။ မိဒီလာမျိုးကအကြမ်းဖက်မှုတွေမှာပါဝင်ခဲ့တဲ့ဗုဒ္ဓဘာသာဝင်2ဦးကိုထောင်ဒဏ်9နှစ်စီချမှတ်လိုက်တယ်လို့မိဒီလာခရင်အုပ်ချုပ်ရေးမှူးဦးတင်မောင်စိုးကိုကိုးကားပြီး AFP သတင်းဌာနကဒီကနေ့ရေးသားဖော်ပြလိုက်ပါတယ်။လူပေါင်း44ဦးသေဆုံးခဲ့တဲ့အကြမ်းဖက်မှုတွေမှာအစ္စလမ်ဘာသာဝင်တွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်တပ်ဖြတ်ခဲ့မှုနဲ့တရားရုံးတစ်ခုကအသီးသီးပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ဆိုပါတယ်။အခုထောင်ဒဏ်ချမှတ်ခံရသူ2ဦးဟာအသက်24နှစ်နဲ့28နှစ်အရွယ်တွေဖြစ်ပြီးပြစ်မှုကျူးလွန်ကြောင်းအထောက်အထားတွေအရဖမ်းဆီးရေးယူခဲ့ရလို့သိရပါတယ်။ အေဒီလာကဖြစ်ပွားခဲ့တဲ့မိထီလာမျိုးအကြံဖက်မှုတွေမှာအစ္စလမ်ဘာသာဝင်10ဦးကိုထောင်ဒဏ်သီးသီးချမှတ်ခဲ့ပြီးပြည်ထနာစတင်ခဲ့တဲ့ရွှေဆိုင်ပိုင်ရှင်ကိုထောင်ဒဏ်14နှစ်ချမှတ်ခဲ့ပါတယ်။အာဏာပိုင်တွေရဲ့အဆိုအရမိထီလာအကြံဖက်မှုတွေမှာပါဝင်ခဲ့သူ49ဦးကိုတရားရုံးတွေမှာဆက်ဆင်းနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။အိန္ဒိယနိုင်ငံဘီဟာပြည်နယ်ဗုဒ္ဓဂါယာမှာရှိတဲ့မဟာဗောဓိစေတီမှာဘုန်းကြီးဆက်တိုက်ပေါက်ပွဲခဲ့တဲ့အမှုနဲ့ပတ်သက်ပြီးတန်တရားရှိသူတူကိုအိန္ဒိယရဲတပ်ဖွဲ့ကဒီကနေ့မှာဖမ်းဆီးလိုက်ပါတယ်။ဆက်လက်ပြီးတော့မဟာဗောဓိစေတီဝင်း လုံခြုံရေးကင်မရာမှတ်တမ်းတွေကတဆင့်ဘုံပေါက်ကွဲမှုဖြစ်စဉ်တွေကိုစစ်ဆေးနေပြီးနောက်ထပ်တန်တရားရှိသူနှစ်ဦးကိုလည်းဖော်ထုတ်နိုင်ဖို့စူးစမ်းနေတယ်လို့ဆိုပါတယ်။အခုလိုဘုံပေါက်ကွဲမှုနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဂါယာမှာရှိတဲ့မြန်မာစာသင်သားရဟန်းတော်တွေကဒီကနေ့မှာကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ဗုဒ္ဓဂါယာမာဂရတက္ကသိုလ်ဝင်းအတွင်းမှာပြုလုပ်တဲ့အဲ့ဒီဆန္ဒပြပွဲမှာမြန်မာသံဃာတော်တွေနဲ့အတူနိုင်ငံတကာကစာသင်သားရဟန်းတော်တွေဒေသခံအိန္ဒိယလူမျိုးတွေလည်းပါဝင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကဗုဒ္ဓဂယာမဟာဗောဓိစေတီဝင်းတွင်ကရွှေပလင်နဲ့ညောင်မဲအနီးအပါဝင်နေရာအတော်များများမှာဘုံရှိလုံးထက်မနဲ့ပေါက်ကွဲခဲ့တဲ့အတွက်စာတင်သားမြန်မာတန်ဃာတော်ဥဝီလာတက်ကနဲ့တိဘက်ဗုဒ္ဓဘာသာဝင်တဦးတန်ရရှိခဲ့ပါတယ်။ဘုံပေါက်ကွဲမှုတွေဖြစ်ပွားပြီးတဲ့နောက်ဗုဒ္ဓဂယာအပါဝင်မဇိမဒေတာမှာရှိတဲ့တန်ဃာတော်တွေနဲ့မြန်မာဖျားဖူးတွေစိုးရိမ်နေကြတယ်လို့သိရပါတယ်။ အိန္ဒိယမြန်မာနိုင်ငံမှာဘာသာရေးအထူးကုန်းတွေဖြစ်ပွားခဲ့ပြီးအိန္ဒိယမှာရှိတဲ့မဟာဘောဓိပါဝင်ဗုဒ္ဓဘာသာဖျားကျောင်းတွေကိုအစ္စလာမ်စ်စစ်သွေးကြွတွေကအကြမ်းဖက်တိုက်ခိုက်လာနိုင်တယ်လို့အိန္ဒိယဗဟိုအစိုးရရဲတပ်ဖွဲ့ကကြိုတင်သတိပေးထားတယ်လို့လည်းသိရပါပါတယ်ခင်ဗျာတီလဝါအထူးစီးပွားရေးဆောင်ကစိတ်ကန်းစီမံကိန်းကြောင့်လည်းရွာတွေပြောင်းရွှေ့ပေးရမယ်ဒေသခံတွေကိုအကူအညီပေးသွားမယ်လို့မြန်မာစိတ်ကန်းအာဏာပိုင်ရုံးကတာဝန်ရှိသူတွေကပြောကြားလိုက်ပါတယ် စေကန်းစီမံကိန်း area ထဲမှာကြောက်တန်းမြို့နယ်ရွှေပြည်သာဘေးပေါက်အေးမြတီရာတီရာမြိုင်တီလဝါစတဲ့ခြေရွာတွေကဧကရာချီတဲ့လယ်မြေတွေနေအိမ်တွေပေါင်းနေတယ်လို့သိရပါတယ်ဒီလယ်မြေတွေကို1994 95ခုနှစ်ကတည်းကနိုင်ငံပိုင်သိမ်းယူခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့မေလအတွင်းမြန်မာနိုင်ငံကိုဂျပန်ဝန်ကြီးချုပ်လာရောက်ခဲ့ပြီးတီလဝါအထူးစီးပွားရေးဆောင်အနည်းကမြေယာဈေးကွက်တွေအဆမတန်မြင့်တက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ အရှိတောင်အာရှရဲ့ဘိန်းဘရင်လို့လူသိထင်ရှားကြကြတဲ့နာမည်ကြီးကိုကန့်ခေါင်းဆောင်လော်ဆက်ဟန်အသက်80နှစ်ဟာရန်ကုန်မြို့ရနေအိမ်မှာစနေနေ့ကကွယ်လွန်သွားပါတယ်1960ပြည့်နှစ်တွေအတွင်းမှာကိုကန့်ဒေသမှာဘာကဘာကွန်မြူနတီကိုနှိမ်နှင်းဖို့ဗိုလ်ချုပ်နေဝင်ကကာကွယ်ရေးအဖွဲ့တွေဖွဲ့ပေးခဲ့ရမှာလော်ဆက်ဟန်ဟာဘိန်းမောင်းကူလုပ်ငန်းတွေအကြီးအကျယ်လုပ်ကန်ခဲ့ပြီးမကြာခင်မှာပဲဒေသတွင်းအင်အားအတောင်တင်းဆုံမှုရေးရာသာဖြစ်လာခဲ့ပါတယ်1983ခုနှစ်မှာလော်ဆက်ဟန်ကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးမိခဲ့ပြီး မြန်မာအစိုးရကိုလွှဲပြောင်းပေးခဲ့ပါတယ်သူ့ကိုတည်တံပေးခဲ့ပေမဲ့နောက်ပိုင်းမှာထောင်ဒဏ်တသက်တကျွန်းပြောင်းလဲချမှတ်ခဲ့ပြီး1980ပြည်နှစ်တွေမှာအထွေထွေလူငယ်ချမ်းသာကုန်နဲ့ပြန်လွတ်မြောက်လာခဲ့ပါတယ်1992ခုနှစ်မှာလော်စင်ဟန်နဲ့အသားဖြစ်သူစတီဖန်လော့ကိုဦးထွန်းမြတ်နိုင်တို့ဟာအေရှားဝေါ်ကုမ္ပဏီကိုထူထောင်ခဲ့ကြပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာပျောက်ကွယ်နေတဲ့အမွေအနှစ်များ Benedictine Treasures of Myanmar အမျိုးအမည်ရတဲ့ပြပွဲတစ်ခုကိုဇွန်လ6ရက်နေ့ကနေဒီကနေ့7ရက်နေ့အထိ ရန်ကုန်ရောမင်းကြီးလမ်းမှာရှိတဲ့ Gallery 65မှာပြုလုပ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာအရှိန်ဟုန်နဲ့ပျောက်ကွယ်နေတဲ့သဘာဝတရားစတာအရင်းမြစ်တွေရိုးရာရင်ကျေးမှုအမွေနှစ်တွေမပျောက်အောင်ထိမ့်သိမ့်ဖို့ရည်ရွယ်ချက်နဲ့ဒီပြပွဲကိုပြုလုပ်တာလို့စီစဉ်သူတွေကပြောပါတယ်။ဒီပြပွဲကိုဒီဇိုင်းဆရာမြင့်မောင်ကျော်တေးဆရာမြင့်မိုးအောင်ဂျူးဖောင်ဒေးရှင်းကကိုမြင့်စောစာရေးဆရာကိုတာနဲ့စာရေးဆရာမဂျူးတို့ဦးဆောင်စီစဉ်တာဖြစ်ပါတယ်။ဒီပြပွဲကို2013ခုနှစ်မတ်လကပထမတစ်ကြိမ် ်အခုဒုတိယကြိမ်ပြသတာဖြစ်ပြီးလာမယ့်နိုဝင်ဘာလလောက်မှာတတိယကြိမ်ပြသဖို့ရှိတယ်လို့လည်းသိရပါပါတယ်ခင်ဗျာဒီညတော့သတင်းတွေရတော့ဒီလောက်ပါပဲခင်ဗျာ RF ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်မကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်ပါတွေကိုဆက်ပြီးတော့ထုတ်လွှင့်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့ RF ရုပ်မြင်သံကြားစီစဉ်နေကိုမြန်မာစံနယ်ချိန်ည8:00ခွဲကနေ9:00အထိညစဉ်ညတိုင်းထုတ်လွှင့်နေပါတယ်။ဝေဖန်ချံပေးချက်တွေကိုလည်းဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။

အားရပြည်မြန်ညာစီစဉ်နေကိုဆက်ပြီးတော့ထုတ်လွှင့်နေရဖြစ်ပါတယ်။အခုတစ်ခါသတင်းပေးပို့ချက်တွေကိုထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ဇူလိုင်လ19ရက်နေ့မှာကြာရောက်မဲ့66နှစ်မြောက်အာဇာနည်နေ့မှာအိုအော်ဆွဲအလေးပြုတဲ့အစီအစဉ်လေးအပါဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့မိန့်ခွန်းတွေကိုနိုင်ငံပိုင်မီဒီယာတွေကတဆင့်ထုတ်လွှင့်ပေးဖို့အရက်ဖက်လူမှုအဖွဲ့အစည်းတွေကကြေညာချက်ထုတ်ပြန်ပြီးတောင်းဆိုလိုက်ပါတယ်။ဒီကြောင့်ကိုကျွန်တော်တို့ RFA သတင်းတော်ကိုသီဟာထွန်းတင်ပြထားပါခင်ဗျာ။ဒီမှာလွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းအပါဝင်အာဇာနည်ခေါင်းဆောင်ကြီးတွေကိုဂုံပြုတ်ဖို့အတွက် နိုင်ငံပိုင်မီဒီယာတွေကနေအော်အော်ဆွဲပေးဖို့နဲ့ဘူဂျွန်အဆန်အပါဝင်ခေါင်းဆောင်တွေရဲ့မိန့်ခွန်းတွေကိုထုတ်လွှင့်ပေးသွားဖို့ရက်ဖက်လူမှုဖွဲ့စည်း30လောက်ကဒီကနေ့ရန်ကုန်မြို့ယူတတန်ခမ်းမမှာကျင်းပတဲ့ဒေသရှင်လင်းပွဲမှာတောင်းဆိုလိုက်ကြတာပါကျွန်တော်တို့ဟာခုနဟိုအော်အော်ဆွဲပေးဖို့ကဒီအစိုးရကသူတို့ရဲ့ဘယ်လိုခေါ်မလဲဟိုလုတ်ပိုင်ခွင့်အာဏာသူတို့ရန်နေရမှာဆွဲဆိုမှာဆွဲရမှာပေါ့သဘောအဲ့တော့နောက်ဆုံးခုနပြောသူဒီနေ့ဒီအချိန်မှာမြန်မာဒီဘယ်လိုခေါ်မလဲ အော်အော်ဆွေးပေးဖို့သူတို့လည်းကျွန်တော်တို့ recognize လုပ်တယ်တဘောကအတိမတ်ပြုပဲတဘောကဒါကျွန်တော်တို့ပြည်သူတွေပဲကျွန်တော်တို့ကဒီလိုမျိုးဟို fair ပေးသေးခြင်း fair ဆွေးပေးသေးခြင်းနဲ့ပေါ့နော်ဆိုတော့သူတို့လည်းတိမအဆင်ပြေမလားမသိဘူးအဲကြောင့်ဒီနိုင်ငံတော်ဘိုင်းနေပါကျွန်တော်တို့အကုန်အားလုံးပြောကြတယ်နောက်တစ်ခုကသူတို့ကိုယ်နိုင်ကလည်းသူတို့ကိုသူတို့ပြောထားတာရှိတယ်လေအဲဒီပြည်သူအတန်ကိုနားထောင်ပါတယ်လို့အစသဖြင့်ပေါ့ဗျာဆိုတော့ကျွန်တော်ပြည်သူဖြစ်တဲ့အတွက်ကျွန်တော်မှလည်းအတန်ရှိတယ်ကျွန်တော်တို့ပြောတယ်ကျွန်တော်တို့ဖြစ်စင်တဲ့ဆန္ဒကိုကျွန်တော်တို့ ဟိုတင်ပြတာပေါ့နော်အဲ့တော့ကျွန်တော်တို့တင်ပြပြတာပေါ့1988ရှစ်လေးလုံးအရေးတော်ပုံကြီးမတိုင်ခင်ကဇူလိုင်လ19ရက်နေ့အာဇာနီနေ့ကြာရောက်တိုင်းနနက်09:38မိနစ်မှာဝန်နေချင်းအထိတ်မဲ့အော့ဆွဲငိန်သက်အလေးပြုတဲ့အစီအစဉ်ကိုပြန်လည်ဖော်ထုတ်ဖို့ကိုလည်းအခုလိုပရိုဂျက်တာနဲ့ပြသခဲ့ပါတယ် ာနီနေ့မှာအော့ဆွဲအလေးပြုတဲ့အစည်းအဝေးကိုအစိုးရအာဏာပိုင်တွေဘက်ကသဘောမတူတဲ့စကားမျိုးပြောဆိုမှုတွေရှိနေတာနဲ့ပတ်သက်ပြီးအခုလိုဝေဖန်ပြောဆိုကြပါတယ်။အခုကျွန်တော်တို့ဖြစ်စီနေတာကကျွန်တော်တို့အစင်လာပေါ့ဗျာကျွန်တော်တို့ဒီ88နောက်ပိုင်းမှာကျွန်တော်တို့ဟိုမရှိခဲ့တဲ့အစင်လာပေါ့ဗျာကျွန်တော်ဒီဒီအော်ဆွဲခြင်းအခမ်းအနားတွေကိုကျွန်တော်တို့ကပြန်လည်ပြီးတော့ဖော်ဆောင်လေ့ကျင့်နေဗျဒါကိုလည်းဟိုဒီနိုင်ငံတော်အနေနဲ့ဒါကိုလည်းလှုပ်ဆောင်ပေးဖို့ကျွန်တော်တို့ကနေပြီးတော့အထူးမြေတားရက်ခံပန်ကြားခြင်းနေဗျဟောပြည်သူတွေကအခုစံနာရှိနေပြီဗျ ကျွန်တော်ထင်ပါတယ်အခုလိုထပ်ပြီး CSO ရဲ့တောင်းဆိုမှုအပေါ်မှာဒီနိုင်ငံတော်တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေတို့ရဲ့အဲခန်းစားချက်တွေကိုပြောင်းလဲမယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိတာဝန်ရှိတဲ့ပုဂ္ဂိုလ်အများစုဟာတချိန်ကဗိုလ်ချုပ်တွေဖြစ်ပါတယ်။တို့အားလုံးရဲ့စိတ်ထဲမှာကျွန်တော်ယုံပါတယ်။ဘူကြောင့်အဆောင်းဒီလေးစားတဲ့မျက်နှာရဲ့စိတ်တွေရှိမယ်လို့ထင်ပါတယ်။အကြောင်းအရာတစ်ခုခုကြောက်တာတို့လည်းဒီအော်အော်ဆွဲတာတို့ဒီကဏ္ဍတွေကိုတို့ မလုတ်ခွင့်မပေးတာမလုတ်တာ ဖြစ်ပါလိမ့်မယ်။အာဇာနည်နေ့မှာအော်အော်ဆွဲအလေးပြုခြင်းအပါအဝင် ပုဂ္ဂလိကနဲ့အစိုးရမီဒီယာတွေကအာဇာနီခေါင်းဆောင်ကြီးတွေရဲ့မိန့်ခွန်းတွေကိုထုတ်လွှင့်ပေးသွားဖို့အာဇာနီနဲ့အခမ်းအနားကိုနိုင်ငံတော်သမ္မတအပါအဝင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတက်မတော်ကာဝေးဦးစီးချုပ်တို့ပါတက်ရောက်ကာရဝပြုဖို့တောင်းဆိုခဲ့ကြပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ၄ရက်နေ့ကပြန်ကြိုင်းဝန်ကြီးဌာနကတင်သွင်းတဲ့ပုံနှိပ်ဥပဒေမူကြမ်းကိုပြည်သူ့လွှတ်တော်ကအတည်ပြုလိုက်တဲ့အပေါ် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီပါဝင်တဲ့မီဒီယာသမားတွေကတပိုင်နဲ့တက်ခတ်ခွက်လိုက်ပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA သတင်းတော်ကိုနေမျိုးတွန်းစူးစီးတင်ပြထားပါတယ်ခင်ဗျာပြန်ကြားရေးဝန်ကြီးဌာနကရေးဆွဲထားတဲ့ပုံနှိပ်ချင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်းဥပဒေမူကြမ်းကိုပြီးခဲ့တဲ့လွှတ်တော်အစည်းအဝေးမှာပြည်အောင်စုဝန်ကြီးဦးအောင်ကြီးကတင်သွင်းခဲ့တာဖြစ်ပြီးဇူလိုင်လ၄ရက်နေ့ကကျင်းပခဲ့တဲ့ပြည်သူ့လွှတ်တော်တသက်မပုံမှန်အစည်းအဝေးမှာအတည်ပြုလိုက်တာဖြစ်ပါတယ်ဒီဥပဒေမူကြမ်းဟာလွတ်လပ်စွာပြောဆိုရေးသားခွင့်ကိုကန့်သက်ချုပ်ချယ်တဲ့အချက်တွေပါဝင်နေပြီး စာနယ်ဇင်းကောင်စီယာယီကပေးပို့ထားတဲ့ပြင်ဆင်ချက်တွေမပါဝင်တာကြောင့်အဲ့ဒီဥပဒေကိုကန့်ကွက်တဲ့ကြေညာချက်ထုတ်ပြန်တာဖြစ်တယ်လို့မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီကဥစောသက်ထွေးကပြောပါတယ်ပြည်ထောင်စုဝန်ကြီးဌာနနဲ့ကျွန်တော်တို့စာနယ်ဇင်းကောင်စီကျွန်တော်တို့သဘောတူညီနိုင်မှုရအရာပုံနေချင်းနဲ့ထုတ်ဝေခြင်းပြုကြမှာစာနယ်ဇင်းကောင်စီကပယ်ဖျက်လိုတဲ့ချက်လက်တွေကိုကျွန်တော်တို့သဘောတူမှုရှိကြပါဒါပေမဲ့ဒီတို့တော်တော်မှအတူတူတဲ့အခါဒီဥပဒေကျမ်းမှာတော့ကျွန်တော်တို့စာနယ်ဇင်းကောင်စီက ဖြုတ်ပယ်ပြင်ဆင်နေတဲ့အကြောင်းအရာတွေအများကြီးပါဝင်သွားတာတွေ့ရပါတယ်။ဒီအရာတွေကိုပါဝင်မသွားတဲ့တဲ့ကြောင့်ကျွန်တော်တို့ကဒီပြည်သူ့ပြည်တော်ကအတည်ပြုလိုက်တဲ့အခုပုံနေချင်းတွေထုတ်ဝေကြီးဥပဒေကြီးချမ်းကိုကျွန်တော်တို့ကလုံးဝသဘောတူလက်မခံနိုင်ကြအောင်ကြေညာချက်ထုတ်ပြန်ပါတယ်။ပြန်ကြားရေးဝန်ကြီးဌာနနဲ့မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီတို့အကြားသဘောတူထားခဲ့တဲ့အချက်အများစုကိုပြည်သူ့လွှတ်တော်မှာတင်သွင်းတဲ့အခါပါမလာတာတွေ့ရတဲ့အတွက်မီဒီယာအဖွဲ့အစည်းတွေအားလုံးကကန့်ကွက်နေကြတာဖြစ်ပါတယ် အဲ့ဒီဥပရေမူကျန်းကိုကန့်ကွက်တဲ့သတင်းစာရှင်းလင်းပွဲကိုလည်းရန်ကုန်မြို့ရွှေကုန်းတိုင်းတာဝါမှာရှိတဲ့စာနယ်ဇင်းကောင်စီယာယီရုံးခန်းမှာဇူလိုင်လ9ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ပုံနေချင်းနဲ့ထုတ်ဝေချင်းလုပ်ငန်းဥပရေကျန်းကိုယာယီဆိုင်ငံ့ပေးဖို့နဲ့စာနယ်ဇင်းလွတ်လပ်ခွင့်ကိုကန့်သက်ချုပ်ချယ်တဲ့အချက်လက်တွေကိုပယ်ဖျက်ပေးဖို့ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီးတက်ဆိုင်ရာအဆင့်လိုက်ကြိုးပမ်းလို့နောက်ဆုံးမရပါကစာနယ်ဇင်းကောင်စီအဖွဲ့ဝင်ဖြစ်မှာ အားလုံးတရားဝင်နှုတ်ထွက်သွားမှာဖြစ်တယ်လို့စာနယ်ဇင်းကောင်စီယာယီအတွင်ရေးမှူးဦးကျော်မင်းစွေကပြောပါတယ်ကျွန်တော်တို့ကအဲ့အဆင့်လိုက်အဆင့်လိုက်ကြည့်ကျွန်တော်တို့ကသက်ဆိုင်ရာကော်မတီတွေရောတမနာယုံကြည်ရောကျွန်တော်တို့ကစာလဲပုံမယ်လူကိုယ်တိုင်တွားပြီးရှင်းဖို့လဲကျွန်တော်တို့အသင့်ဖြစ်တယ်เนาะအဲ့အဆင့်တွေနောက်ဆုံးမှာမရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ press council member အားလုံးတရားဝင်နှုတ်ခတ်ဒါအပြင်ပုံနေချင်းနဲ့ထုတ်ဝေချင်းလုပ်ငန်းဥပဒေကြမ်းမှာ ပုံနေမီဒီယာလောက်ကင်သူတွေအနေနဲ့ရုပ်သံမီဒီယာအွန်လိုင်းမီဒီယာ အီလက်ထရောနစ်မီဒီယာအစရှိတဲ့လုပ်ငန်းတွေလုတ်ကင်ခွင့်မရှိစေရဆိုတဲ့အချက်ပေါ် 7day journal editor ချုပ်ဦးတောင်းစုငိမ့်ကတော့အခုလိုပြောပါဗျ။ကျွန်တော်တို့ကတော့ဒီကိုဟာကိုဒါသတင်းစာပုံနှိပ်သတင်းစာကုမ္ပဏီတခုဆိုတဲ့သတင်းမီဒီယာလုပ်ငန်းအခုလိုအနေနဲ့ခံယူတာဖြစ်တဲ့အတွက်ဒါအခွင့်အရေးပေးခဲ့ဆိုရင်တော့ပုံနှိပ်မီဒီယာတွေမကောက်ဘူး။အာဒီရုပ်သံတွေမီဒီယာဘိုင်းတွေအင်တာနက်မီဒီယာတွေပဲ electronic media အစသဖြင့်ဒီမီဒီယာမျိုးစုံကိုကျွန်တော်တို့ကတက်ချင်တာပါ။ ဒါပေမဲ့အခုဒီမှာတော့လောစေဥတွေကဒီဟာကိုကန့်သက်ထားရဲဆိုတာသိရတဲ့အတွက်ဒါကိုနောက်ကျရင်ဘယ်လိုကြောင်းလဲရှိနိုင်မလဲဆိုတဲ့ဟာတော့မျှော်လင့်နေပါတယ်အဲ့ဒီပုံနေချင်းနဲ့ထုတ်ဝေချင်းလုပ်ငန်းဥပဒေမူကြမ်းကိုမြို့သားလွှတ်တော်မှာဆက်လက်ဆွေးနွေးရအောင်မှာဖြစ်ပါတယ်ခင်ဗျာ။ ေယာရီတိုင်းဘန်းတတော်မြို့နယ်အတွင်းကအခြေခံပညာကျောင်းတွေပြန်လည်ထူထောင်ဖို့အရေးတကြီးလိုအပ်နေရလို့ဒေသခံတွေကပြောပါတယ်။ဘန်းတတော်မြို့နယ်ကြုံတန်းကြီးဝကျေးရွာမှာအခြေခံမူလတန်းကျောင်းပြန်ပြီးတော့တည်ဆောက်နိုင်ခဲ့တဲ့အကြောင်း RFA ဝိုင်းတော်သားကိုဝန်းနိုင်တင်ပြထားပါတယ်ခင်ဗျာ။ကြုံတန်းကြီးဝကျေးရွာဟာဘန်းတတော်မြို့ကနေကားနဲ့တနအီကျော်မြစ်ကျောင်းတိုင်းနောက်ထပ်ဆက်လီအငယ်နဲ့တနအီကျော်လောက်သွားမှရောက်တဲ့ရွာတန်းရှိဖြစ်ပါတယ်။ ုံတိုင်းမြေကြောင်းတိုင်းစက်တက်လေးနဲ့တနာရီကျော်လောက်သွားပြီးတဲ့အခါမှာတော့မြေပေးမှာရှိတဲ့ကျုံတိုင်းကြီးဝရွာကိုရောက်တယ်ဆိုရင်ပဲကျောင်းဖွင့်ပွဲမှာအမှားစကားပြောကြားပေးကြမယ်။ ARD တိုင်းဒေသကြီးအစိုးရဖွဲ့ကဝန်ကြီးတဦးအမတ်တဦးနဲ့အုပ်ချုပ်ရေးမှူးတွေကိုလက်အုပ်ချီဆောင်ဆိုင်နေကြတဲ့ကလေးငယ်တို့ကိုတွေ့ရပါတယ်။ကျုံတိုင်းကြီးဝကြီးဝဟာကံကောင်းတယ်လို့ပြောရမှာပါ။ အရင်ကမူလာတန်းကျောင်းရှိခဲ့ပေမဲ့ကျောင်းဟာခိုင်ခိုင်ခန့်ခန့်မဟုတ်ခဲ့ပဲကလေးတွေဟာရှင်ဘွက်တွေအမြဲထားနေတဲ့မြေပြင်ပေါ်မှာဖြစ်တယ်လို့စာတင်ခဲ့ကြရတယ်လို့ရွာသားတွေကပြောကြပါတယ်ဒီကျောင်းကိုပြန်လဲတိဆောက်ဖြစ်တာကတော့အဖြစ်ခတ်ရဆဲထားတဲ့ KNU ကမျိုးသားအစည်းအုံးကဘရိုမန်းကြီးမောင်ရဲ့အစာပြုမှုကျောင်းလို့ပြောရမှာပါတနည်းပြောရရင်တပုံကောင်းဆောင်တူနဲ့မြန်မာနိုင်ငံမှာနာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် mess ဦးစော်စော်တို့ရဲ့အလှူဒါနဆိုမမှားပါဘူး ကျွန်တော်ရွာအထွက်သွားတာဆိုလို့ရှိရင်အနှစ်ပေါင်း40ကျော်ပြီလေကျွန်တော်အခုပြန်ရောက်လာတဲ့အခါကျတော့ကျွန်တော်ငယ်စဉ်ကထွက်သွားတဲ့ရွာကျွန်တော်ရွာပေါင်းခြင်းချင်းနေအခုချင်းနေကျွန်တော်ရွာတွေပေါင်းခြင်းနေအင်မတန်ဆင်းရဲတွင်နဲ့နေတာကိုကျွန်တော်တွေ့ပါတယ်ကျွန်တော်ငယ်စဉ်ဘဝနဲ့ကိုဟိုကျွန်တော်လူတို့ရဲ့စီးပွားရေးဘဝတတော်ကိုချွတ်ချုံကြပြီးတော့ဆင်းရဲမွဲ့တွေ့တာတွေ့တယ်နောက်ပြီးတော့အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီလိုပြန်ရောက်လို့ရတဲ့အခက်ကလေးမှနေငင်းငင်းတိဆောက်တဲ့ကာလမှာကျွန်တော်တို့ပြန်လာလို့လည်းရတယ်ရတဲ့အတွက်အခုကျွန်တော် အနိုင်ဆုံးပေါ့လူမှုရေးကိစ္စတွေကိုကျွန်တော်လောက်ရရင်ကောင်းမယ်ဆိုပြီးတော့ဒီစိတ်ကူးလေးနဲ့အခုကျွန်တော်အလူရှင်တွေကိုလိုက်ရှာပြီးတော့ဒီကြောင်းအဟောင်းတွေပြန်ပြင်တယ်အဲဆေးကမ်းမရှိသေးတဲ့နေရာကြေးလက်ဆေးကမ်းတွေကိုကျွန်တော်ပြင်ပါတယ်ခင်ဗျရှေ့လျှောက်လဲကျွန်တော်ဒီလိုအလူရှင်တွေကိုရှာပြီးတော့ကျွန်တော်မြို့နယ်မှာကျွန်တော်ပြန်ပြီးတော့ဒီလိုဟိုပြန်လဲပြီးတော့ပြုဒီလိုလူမှုရေးလုပ်ငန်းတွေလုပ်ဖို့ကျွန်တော်အစီအစဉ်ရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီလှူပြဲတဲ့အကြောင်းရင်းကတော့ပြောရင်တော့ ကျွန်တော်ဖတ်ဒီဥမန်းလည်းအများကြီးအဓိကကြပါတယ်အဲဖတ်ဒီဥမန်းတော့သူကဒီလိုအပ်တဲ့ဟာလေးတွေလိုက်ပြီးတော့လှုပ်ပေးဖို့အတွက်ကျွန်တော်ဥက္ကဋ္ဌနဲ့ဆက်စပ်ပြီးတော့မှကျွန်တော်ဥက္ကဋ္ဌကသူကအမှန်တော့အဲအလှခံတာတော့ဆေးကန်းအနေနဲ့လှူတာဒါပေမဲ့အကြောင်းပုံလေးပါလာကျွန်တော်ဥက္ကဋ္ဌကသရာပေါက်ပြီးတော့မှဒီအကြောင်းအတွက်ပါတခါတည်းလှူပေးတဲ့သဘောပါခင်ဗျဒီအာဝတီတိုင်းဟာမြန်မာနိုင်ငံရဲ့ဆန်အိုးလို့ပြောကြသလိုပန်းတော်မျိုးဟာဆိုရင်လဲကပ္ပကုလသမဂအတွင်းမှုချုပ်ဟောင်းဦးတန့်ကိုမွေးထုတ်ပေးခဲ့တဲ့မျိုးဖြစ်ပါတယ်သို့တော်လည်းပဲ ပန်းတော်တဝိုက်ကကြေးရွာတွေမှာအခြေခံပညာစာသင်ကျောင်းတွေအလုံးလောက်မရှိတာတွေ့နေရပါတယ်။လမ်းမဆက်သွေးကြီးကလည်းလေရတန်ကားရတန်ဖြစ်တယ်လို့ဒီလိုကြေးရွာတွေမှာတွားရောက်ပြီးစာသင်ပေးဖို့ဆိုတာဆရာဆရာမတွေအတွက်အစိုးရလာစားနဲ့ဘလို့မှမဖြစ်နိုင်တဲ့နေရာတွေလို့ပြောကြပါဗျာ။အခုဆိုရင်ကျုံတိုင်းကြီးဝကြီးဝမှာပညာအလင်းရောင်လမ်းစာကိုမြင်ရပြီလို့ပြောနိုင်ပါတယ်။ဝင်းတာလို့ မင်းသားတို့တနေ့တည်းတည်းမကြောက်မပြောနေရတော့ပါကျွန်မတို့မိုးရွာလာတော့မသားအများကြီးလည်းမြင်တိုင်းပြီးတော့လေမလုံးမချုံဘဝအချိန်လုံးကဆိုတော့ရှိရင်ကျွန်မတို့တွေကမိုးရေလေးလေးလာပြီဆိုတော့ရှိရင်ကြောက်ဘူးရပါရပြေးကိုယ်ကလေးတွေစီကိုအကာလေးပွင့်ပြီးတော့မြားမဖြစ်သွားမလဲဟဲ့မိုးပယ်လို့မြားကလေးတွေမဖြစ်မလဲအဲ့ဒါနဲ့ကျွန်မတို့မကူရပါရပြေးအခုတော့ပြေးစရာမလိုတော့ဘူးပေါ့နော်လုံးလုံးချုံချုံဖြစ်သွားတဲ့အတွက်ကတော့ပြေးစရာမလိုတော့ပါဘူးအေးအေးချမ်းချမ်းရှိတာပန်းတော်မြို့ဟာရန်ကုန်ကနေကားနဲ့ နှစ်နာရီနီးပါးလောက်သာမောင်းလို့ရှိရင်ရောက်တဲ့မြို့ဖြစ်ပေမဲ့ဖွံ့ဖြိုးတိုးတက်မှုမှာတခြားနယ်မြို့လေးတွေလိုပါပဲဆင်းရဲမွဲတေမှုကိုအထင်းသာထင်ဟပြနေတဲ့မြို့နယ်တခုဆိုရင်မမပါဘူးအခုဆိုရင်မူလာတန်းကျောင်းလေးပြန်အသက်ဝင်တော့မယ်ဆိုတော့ကြည်ရအုပ်ချုပ်မှုကကျေးဇူးအထူးတင်ကြောင်းပြောပါတယ်အခုဆိုတော့ဒါကျောင်းရဲ့ဖွံ့ဖြိုးအထိပြီးဆုံးသွားပါပြီဒီကျောင်းဖွံ့ဖြိုးအတွက်လည်းကျွန်တော်တို့မှာ ဟိုဆေးကန်းဆောက်နေတဲ့အားနေပြီးအပိုစုတစ်ခုရလိုက်တော့ဒီစာစင်ရောက်တော့ကိုယ့်ရဲ့ရက်ရွာရာသီရာသားတွေကဲငါတို့လာတဲ့အဲ့ဒီပိသက်တီကိုကျွေးမွေးဖို့တို့ဘယ်လိုလုပ်ကြမလဲဆိုပြီးတော့တိမ်ငိုတထောင်နှစ်ထောင်စုဆောင်ပြီးတော့ဗျာဒါကျွေးမွေးတာကျွန်တော်တို့တရွာလုံးတင့်ကြီးလိမ့်နေလုပ်ကြတာပါစာစင်ရောက်ဖွင့်ပွဲမှာ IR တိုင်းဒေသကြီးတစ်တောနဲ့တတ်ထုဝန်ကြီးဦးစိုးမြင့်တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံအဖက်ဖက်ကဆင်းရဲမွဲတေနေတဲ့အတွက်နိုင်ငံတကာနဲ့ရှင်ပြိုင်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်းတခြားနိုင်ငံတွေကိုရှင်ပြိုင်ဖို့ဆိုတာပညာရေးပဲဖြစ်ကြောင်းမိမိဟာလည်း ERI တိုင်းသားစစ်အတွင်းကမွေးဖွားခဲ့သူဖြစ်ကြောင်းဒါပေမဲ့ဘဝကိုဇွဲမလျှော့ပဲကြိုးစားခဲ့တဲ့အတွက်ပါမောက်ခချုပ်ဘဝကနေအခုဆိုရင် ERI တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးဖြစ်တဲ့အထိပညာရေးကသာတွန်းပို့ပေးခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ခင်ဗျာ ခုဆက်ပြီးတော့ကရင်နီတိုင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ကရားတီနယ်ဒီမော့ဆူးမြို့နယ်ဒေါ်ဘူးကူးကျေးရွာအုပ်စုတုံးကလေယာမြေဧက90ကိုဆက်မှုလေယာဦးစီးဌာနကအခမဲ့ဖော်ထုတ်ပေးနေတဲ့အကြောင်းမြန်မာဘာသာစာတမ်းထုတ်တင်ပြထားပါတယ်ခင်ဗျာ။ကျေးရွာဟေခူလျာရောမီတဲ့ preparatory မဘူပိုလိုတေကပေဒူဟေခူလျာရောအလျားဧကညာရှိဟောင်းနုမာကေမူကူ preparatory ခုနဲ့ဥထထနိုင်ဆိုပေးသူဖူးရဲ့ဒီဆက်မှုလေယာစနေကြလေဘွဲခေါ်ထုတ်ပေးစရာက ဒီတောင်သူတွေကိုပညာပေးတဲ့လုပ်ငန်းတွေပါမုံလားတောင်သူတွေလေလေမြေတွေကိုနိုင်ငံတော်ပဲလာငွေနဲ့အခမဲ့ပေါ်ပြီးပြီးတော့မုံလားပိုင်ချင်တွေကပဲပြန်လောရမှာဖြစ်ပါတယ်ကုန်မီကရိုတိုဂဖူကြပြကျက်အတဲဇူတာပလီအိုကျဲရတခုမေတဲရော့ကလကဒူချာချူချာအငေးတဲဇေပလီအိုနာဂျန်နဒချေတကူတခတ်ဟေချအကလကလကဇူချာအငေး ရောခုံညမေကျရဒူဟောကလနာချကလဖုတဟေဖုနပရမေအလျာဥဥရဟေနာအခုသူတို့လုံနေတဲ့ပုံစံရဆိုတော့ရည်သွင်းမြောင်းလေရည်နှုတ်မြောင်းလေကစသည်ကုံထုတ်လောင်းနေလောက်ပြတဲ့တဲ့ကျွန်တော်တို့စကြဝဏ်မှာလည်းကူရနောက်ပြီးတော့အရေးဆိုကျွန်တော်တို့ဒီမှာဆိုဒီကနေဟိုးပေါင်ဖြစ်လူနဲ့ပေါ့နော်ထမ်းထုတ်ရတယ်အခုဆိုရင်တော့ထမ်းဆောင်လို့ရောပေါ့နော်အဲ့ဒါကျွန်တော်ကြက်စီနေတော့ပြတ်တာခုံညာပိုလချေပြဘူကရာရဲ့ เฮคุเลรอยอมาดูบีดอบุกูดอปลอจคาเลอมาอเชโซเซตมานาอเชโซเซนิมาตเฮแตงเงนี้ดูนาเกปลอจคุยอัตตริโอนาชื่ออนุตนาปามาปวเทลดูเฮคุเลรออัลยาเอกตริปาเฮดูรอแตงเงนี้ปดูเตเรนาเรปวเทเจเรดิตตริกรชาเยนบีตริดอวีนาดิมอโซวิมุอกูเนปาเฮดูตตริกรชาเดอรเตเฮ ကပိုလချီဒူဘီဒီမောဆိုဗီမကုနမဧကတဇေပူဆိုဗီမကုနမဧကတဇေဘီမဆက်ဗီမကုနမဧကတဇေရောလောပရီနမအိုကဒူဧကဆဇေတငင်းနိဖုန်နော လွတ်တဲ့အားရသာ RF ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးတော့ကြည့်ရှုနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့အစီအစဉ်တွေကိုအင်တာနက်ဆာမျက်နှာမှာဆိုရင် www.rfa.slash/burmese မှာအချိန်မေးဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဒီညအတွက် RF ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာပဲပြီးဆုံးပါတယ်ခင်ဗျာကျွန်တော်ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်မင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ Thank you.